မြန်မာပြည်ပေါ်တိုင်းသားညီကောင်မောင်နှမများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သားလိုက်ပါတယ်။မနေ့ကဆိုရင်စစ်တွေမှာပိတ်လောင်ခံနေရတဲ့ပြည်သူများရဲ့ဘဝဆိုပြီးဗီဒီယိုဖိုက်တစ်ပိုင်းကျွန်တော်အနေနဲ့အတင်ပေးပြီးဖြစ်ပါတယ်။ဆိုတော့ဒီနေ့မှာရခိုင်မှာဆိုရင်စစ်ကောင်စီကတိုက်ပွဲတွေဖြစ်ကြတဲ့ကောင်ဖြတ်လေးဖြတ်နဲ့ပိတ်ဆိုးထားတာဖြစ်တယ်။ဒီတော့လက်ရှိမှာ အာရခတ်တတ်တော် AA တင်ပိုက်ထားတဲ့လွန်မြောက်နေမြေတွေမှာဘလို့တွေဖြတ်သန်းနေတဲ့လေ။ပြီးရင် လက်ရှိစစ်ကောင်စီထိန်းချုပ်ထားစေဖြစ်တဲ့စစ်တွေကြောက်ဖြူမှန်အောင်ဒီဒေသမှာကဘလို့တွေဖြတ်တန်းနေတယ်လေဒီအရာတည်င်းအချက်အလက်များကိုကျွန်တော်အနေနဲ့စူးစီးပြီးဖတ်ကြည့်မျှဝေတင်ဆက်သွားမှာဖြစ်ပါတယ်ဆိုတော့ကရခိုင်ပြည်သူအခြေခံစားတောက်ကုန်င်းဈေးဝါများကုန်သွယ်မှုများကိုအိန္ဒိယဘက်ကအဓိကတင်သွင်းလာတယ်ပြည်မဖက်မကုန်သွယ်ခွင့်ကိုအာနာသိန်းစစ်ကောင်စီကရေလန့်ကုန်လန့်လေကြောင်းလှိုင်းများမှတဆင့်ပိတ်လိုက်ပြီးနောက် ရခိုင်ပြည်သူများမှအိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်ဘက်ကတင်သွင်းလာသည့်အခြေခံစားပေါက်ကုန်များကိုအားကိုးနေရသည့်အရဟတတော်အေထိန်ချုပ်ထားသည့်ရခိုင်ပြည်ကမျိုးနွယ်များကိုကုန်တယ်များနဲ့ဒေသခံများသည့်အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်းမှာတဆင့်အခြေခံစားတောက်ကုန်ရင်းစေဝါများကိုအဓိကတင်သွင်းနေသည်ရခိုင်ပြည်ကိုစစ်ကောင်စီတပ်ကကုန်သွယ်ရေးလမ်းကြောင်းများပိတ်ဆို့ထားသည့်အတွက ကုန်စည်များသည့်ဘင်္ဂလားရှ်အိန္ဒိယနိုင်ငံများမှရခိုင်ပြည်အတွင်းသို့ကုန်စည်များတင်သွင်းကြရာအိန္ဒိယနိုင်ငံမှအများဆုံးတင်သွင်းနေကြကြောင်းကုန်စည်အမျိုးသမီးတို့ကပြောဆိုထားသည်၄၀ကျော်အရွယ်ကုန်စည်အမျိုးသမီးတို့ကအိန္ဒိယကနေစားသုံးစီဓာတ်စီဘေးဥကျဲဥကျက်သွန်နီတို့အခြေခံစားတောက်ကုန်မှန်သမျှအဲ့ဒီဘက်ကတင်သွင်းနေရတာဖြစ်တဲ့အရင်ကဆိုပြည်သူတွေကရန်ကုန်ကတစင်းတင်သွင်းတာကိုမျှော်ရတယ်အခုတော့မျှော်စရာမလိုတော့ပါဘူးအိန္ဒိယထုတ်ကုန်ကိုပဲတုံးနေကြရတယ်ကုန်စည်နှုန်းကလည်း ရန်ကုန်ဈေးနှုန်းနဲ့တိတ်မပေါ်ပါဘူးပြီးတော့ဆေးဝါးဆိုလေအိန္ဒိယကပဲအများဆုံးတင်သွင်းတယ်တချို့နေမကောင်းရင်တော့အိန္ဒိယဘက်ပေါ်ပြီးတော့ဆေးကုနေကြတာတွေရှိတယ်လမ်းပန်းဆက်သွယ်ရေးလည်းကောင်းတယ်မိုးရသည်ဆိုရင်တော့တောလာရခက်ခဲတာပေါ့ဒီလိုမျိုးပြောကြထားပါတယ်ရင်းပြင်အိန္ဒိယဘက်မှကုန်ဈေးတင်သွင်းသည့်ကုန်တင်များအနေဖြင့်အာရခတက်တော်အေးထိန်းချုပ်ထားသည့်မျိုးနေခရိုင်ရက်ကွက်ရုံများမှကုန်ပစ္စည်းများတင်သွင်းခြင်းမှမှန်ကန်ပါသည်ဆိုတော့ထောက်ခံစာများရယူပြီးမှအေအေက ကုံစီတင်သွင်းခွင့်ကိုပြုထားသည် ထောက်ခံစာရပြီဆိုရင် ကုံစီတင်သွင်းခွင့်လမ်းနေဖွင့်ပေးတယ်အေးဆေးဆေးပါပဲတော်လာလို့လည်းအဆင်ပြေပါတယ်အခွန်ဆိုလေမတန်တဆကောက်ခံတာမျိုးမရှိပါဘူးဟုကုံတဲ့အမျိုးသမီးကဆလာပြီးပြောဆိုသည်ရခိုင်ပြည်မှာစစ်ကောင်စီထိန်ချုပ်ထားသည့်စစ်တွေကြောက်ဖြူနှင့်မန်အောင်မျိုးနယ်များတွင်အခြေခံစားတောက်ကုံစီနှုံးကြီးမြင့်မှုနေနဲ့ရင်ဆိုင်နေကြရပြီးတချို့စားတောက်ကုံများမှာပြတ်တောက်နေကြကြောင်းသိရသည်စစ်တွေဒေသခံတို့ကစစ်တွေမှာတော့ကုံစီနှုံးက ခေါင်ခိုင်းနေပါပြီဝက်သားဆိုရင်9000အထက်ရှိတာပေါ့ဆန်ဆိုလည်းတအိတ်ကို3သိန်း4သိန်းပေးနေရတယ်အခုကစစ်ကောက်စီတင်ဖို့ဆိုင်ရင်ဂုံစင်းလူနေနေကြတယ်အဲ့ဒီတင်ဖို့မလာရင်တော့ဂုံစင်းလုံးကတက်လာတယ်စစ်ကောက်စီကဂုံစီတွေကိုသူတို့ရိခပို့တဲ့အခါတင်ဖို့ပေါ်မှာစားတောက်ဂုံတွေကိုတေးဆောင်လာတာဖြစ်တဲ့အတွက်ပြည်သူတွေကစစ်ကောင်စီရဲ့ကုံစီတင်ဖို့များကိုအားထားနေရသည်ဟုပြောကြားထားသည်အရခတ်တက်တော်အေထိန်ချုပ်ထားသည့်မျိုးနေမြမှာ မေလာလေးရက်အခြေခံစားတောက်ကုန်ဈေးနှုန်းများမှာပေါ်ဆမ်းမွေးစံတိတ်ကိုတသိန်းတထောင်ကျပ်ပေးစီတပိဒါကို2200ကျပ်နှင့်ကျပ်ဦးတစ်လုံးကို900ကျပ်တို့ဖြစ်ပြီးအိန္ဒိယစာသုံးစီအဝါရောင်တလီတာကို1000ကျပ်နှင့်ကျပ်သွန်တပိဒါကို6000ကျပ်တို့အဖြစ်သတ်မှတ်ထားပါတယ်။ရန်ကုန်ကတင်သွင်းတဲ့ကုန်ပစ္စည်းတွေကိုစစ်တွေမျိုးကရခိုင်ကျေးရော်တွေဆိုဖြန်းဖြူးခွင့်စစ်ကောင်စီကတာမြင်ထားတယ်။စစ်တွေမျိုးတို့ရောက်ရှိလာတဲ့ရန်ကုန်ကတင်သွင်းတဲ့ကုန်ပစ္စည်းတွေကိုမျိုးနှင့်အတွင်ကမွတ်စလင်ကျေးရော်တွေကိုဖြန်းဖြူးခွင့်ပေးထားပေမဲ့ ရခိုင်ကျေးရော်တွေကိုကြာတော့စစ်ကောင်စီကဖြန်းဖြူးခွင့်မပေးဘဲတားမြစ်ထားတယ်လို့သိရပါတယ်အခြေခံစားသောက်ကုန်တွေနဲ့ဆေးဝါးတွေဟာရန်ကုန်မှာတဆင်ဆစ်လွေမျိုးတို့ကုန်သိမ်းမောတွေနဲ့ရောက်ရှိလာရင်မျိုးတွင်းနဲ့မျိုးနှစ်အတွင်းကတခြားကျေးရော်တွေစီဖြန်းဖြူးခွင့်ရပေမဲ့မျိုးနှစ်အတွင်းကရခိုင်ကျေးရော်တွေစီကိုဧပြီလအတွင်းကစတင်ကဖြန်းဖြူးခွင့်ကိုမရဘဲဖြစ်နေတယ်လို့ဈေးဆိုင်ရောင်းတဲ့အမျိုးသားတို့ကပြောကြားထားပါတယ်ဆိုတော့ကအာရခပြည်သူအစိုးရနဲ့ဘင်္ဂလားဒေ့အစိုးရ ဆက်ဆံမှုတွေကပိုပြီးတော့နှိစလာတယ်ဆိုတော့တည်တဲ့အချက်လတ်ကိုလည်းကျွန်တော်အနေနဲ့ဖတ်ကြည့်များဝေတင်ဆက်တော့မှာပဲဖြစ်ပါတယ်။အာရာခပြည်သူအစိုးရနဲ့ဘင်္ဂလားဒေ့အကြဆက်ဆံရေးများတိဒါစွာပုံမနန်းနေမှုရှိလာတယ်။ရခိုင်ပြည်နယ်အတွင်းရခိုင်ပြည်ကိုတည်ဆောက်နေသောအာရာခတပ်တော် AA နှင့်၎င်းတို့ဥဆောင်သောအာရာခအမျိုးသားအဖွဲ့အစည်း ULAA သည်ဘင်္ဂလားဒေ့အစိုးရနှင့်စီးပွားရေးလူမှုရေးစီးရေးဆိုင်ရာတဲ့ဆက်သွယ်မှုများတပြည့်ပြည့်ဖြင့်တိုးရှင်းနေသည်ဟုဒေတာအတွင်းကတည်တဲ့အရင်းအမြစ်တွေကပေါ်ပြထားသည် ။တည်အရာဘင်္ဂလားဒေ့ရှ်နေနမိတ်အနည်းကြီးအေအေထိန်ချုပ်မှုအရာများတွေမြန်မာဖမ်းမှကုံတွေရဲ့လှုပ်ရှားမှုများမြင်တွေ့ရတယ်လို့ကုံတင်ရင်များနဲ့နမ်းမြဖက်ကတဖက်ကမှလေကုံအမျိုးမျိုးကိုဝင်ထွက်နေသည်ဟုဖော်ပြထားသည်။ဤဒီမှာ AE ဒေတာအုပ်ချုပ်ရေးစနစ်အောက်မှတဆင့်အားကောင်းမောင်းတန်ထိန်ချုပ်ထားသောစီးပွားရေးလုံခြုံရေးတရားဖြစ်သည်ဟုလည်းခန့်မှန်းရသည်ထို့အပြင်ဘင်္ဂလားဒေ့ရှ်တွင်နေထိုင်သောရခိုင်မျိုးနွယ်စုထေမှလူငယ်အချို့သည် AAE တပ်ဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်နေပြီးတည်တည်ချာချာ လေကျင်းရည်နှင့်တည်င်းအချက်အလက်များအစဉ်တစိုက်လုံဆောင်ရရှိနေခြင်းဖြစ်ကြောင်းလည်း CIA ကလေးလာမှုတရက်တွင်ဖော်ပြထားသည်။ဤကဲ့သို့သောတည်တည်ချာချာလေကျင်းတင်ကြားထားသောအဖွဲ့အစည်းတရက်နှင့်နေနမိတ်ကလျာရှိနေသောအနေအထားမှာဘင်္ဂလားဒေ့ရှ်အစိုးရသည်အာရခတ်တပ်တော် AA နှင့်ပေါ်ပေါ်တင်တင်ကူလူဆက်ဆံမှုများရှိလာနေသည်ကိုတွေ့ရသည်။ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ဤအကြောင်းအရာများကိုတရားဝင်ထုတ်ပြန်မှုမရှိတော့လေ မြန်မာဖမ်းမလာသော NLA အလအလာများအပေါ်မှာစိုးရိမ်မှုများလည်းမြင့်တက်နေသည်ဟုနိုင်ငံတကာသတင်းဌာနများကလည်းသတင်းထုတ်ပြန်ထားသည် UNLA သည်ယခုအချိန်တွင်ရခိုင်ပြည်နယ်အတွင်း80ရာခိုင်နှုန်းကျော်ထိန်းချုပ်ထားနိုင်ပြီးပြည်သူအကျိုးပြုအင်အားကြီးစစ်တပ်တရဖြစ်နေပြီးတော့မြန်မာလူထုများကပင် လက်မခံတော်သည့်စာကစားနှင့်ပြင်းထန်သည့်တိုက်ပွဲများဆက်လက်ပြီးဖြစ်ပေါ်နေစေဖြစ်သည်ဆိုတော့လက်ရှိမှာအာရခတ်တပ်တော် A ကရခိုင်ဒေသမှာထိန်းချုပ်ထားတဲ့လွန်မြောက်နေမြေတွေမှာ ပုံသွေးမှုဘလို့တွေရှိနေတယ်လေဒီတော့ကျွန်တော်တို့အမြဲတမ်းပြောဖြစ်ပါတယ်နားလေတကြောနဲ့လူတွေကလည်းသုံးသပ်ထားတာတွေရှိကြတယ်ဘာလို့လဲရခိုင်ကို ဖြက်လေးဖြက်နဲ့ဘလောက်ပဲဖြက်ပေမဲ့ရခိုင်ကကုံတွင်းပိုက်တွေတာမဟုတ်ဘူးဒီဟာတခြားရှိတယ်ပြီးရင်တချို့စစ်လော်ဘီတွေကသုံးသပ်ထားတဲ့အရာတွေလည်းရှိတယ်။ရခိုင်ကအခုလက်ရှိတိုင်းထားတဲ့အနေထားနဲ့နိုင်ငံတော်ကြော်ညာလို့ရပြီပေါ့။ဘာလို့လဲ ဘာလို့လဲဆိုတော့ရခိုင်ကကျွန်တော်ခုနပြောသလိုကုန်းတွင်းပိုင်းဒေသမဟုတ်ဘူးလူမျိုးရေးကို အခြေခံပြီးတော့နိုင်ငံတနိုင်ငံထူထောင်ဖို့အတွက်အတင်းအတင်းလူဥယျာဉ်လေးရှိတယ်ပြီးရင်နောက်ခံသမိုင်းနောက်ခံသမိုင်းကြောင့်ကလေးကောင်းတယ်ပင်လေထွက်ပေါက်ရေလန်းကြောင့်ကလေးချီးတယ်ဆိုတော့အခုလက်ရှိဖြစ်ပေါ်နေတဲ့အနေအထားနဲ့နိုင်ငံကြီးတနိုင်ငံကနောက်ခံ ပန်ပူမှုပေးခဲ့ရင်အာရာခတတ်တော်အေအနေနဲ့နိုင်ငံကြော်ညာလို့ရပြီဆိုတဲ့ဝေဖန်သုံးသက်ချက်များကလည်းမြောင်းများစွာပေါ်ထွက်နေတဲ့အတွက်ကျွန်တော်အနေနဲ့လက်ရှိထိန်းချုပ်ထားစေဖြစ်တဲ့စစ်ကောင်စီထိန်းချုပ်ထားတဲ့နေမြေတွေကအတိုက်အတာနဲ့ရခိုင်ပြည်သူလူထုကိုဘလောက်တိနှိပ်ကွပ်နေတယ်လဲဆိုတဲ့အပေါ်မှာလက်ရှိအာရာခတတ်တော်အေကထိန်းချုပ်ထားတဲ့ လွန်မြောက်နေမြေတွေမှာပြည်သူလူထုကချောင်းချောင်းလေးလေးဖြစ်လာတဲ့အပေါ်မှာမူတည်ပြီးတော့ညှိနှိုင်းပြီးတော့ကျွန်တော်တို့ကြီးမေဆိုရင်ဘေးအရာကနေပြီးမိမိတို့လူမျိုးအပေါ်မှာစေတနာရှိသလဲဆိုတာကိုကွက်ကွက်ကွင်းကွင်းမြင်ရမှာဖြစ်တယ်လို့လက်ရှိအတိုက်နာမှာငါ့ကိုမရရင်ကျင့်ကိုဖျန်းနေတဲ့စေကောင်စီရဲ့အနိဋ္ဌယုံ ဖြစ်မဲ့မြင်ကွင်းများကိုလေကျွန်တော်တို့အနေနဲ့ဆလာဘီစောင်းစား စောင့်မျှော်ရင်းသတင်းတွေကိုနားဆင်ပေးကြပါဦးလို့ပြောရင်းဒီဗီဒီယိုဖိုင်ကိုဒီနားမှာပဲညီကုန်းချုပ်အဆုံးသတ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါတာလီစောပါဂါရဝါပါအခုဗီဒီယိုဖိုင်ကိုကြည့်ရှုနေကြတဲ့မိဖပြည်သူများစိတ်အေးရှမ်းသာခြင်းကိုယ်အေးကျန်းမာခြင်းအပေါင်းအသင်းပြည့်စုံနိုင်ကြပြီးတော့ခြွေနှမ်းချမ်းမြေ့ကြပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရခိုင်ပြည်သူလူထုများဒီထမ်းမကအစဉ်ပြေနိုင်ပါစေလို့ထပ်ပြီးတော့ဆုမွန်ကောင်းတောင်းပေးပါတယ် Bye bye.